စ်သည်များအားလုံးမင်္ဂလာခင်ဗျဒေဝနဲ့နာပြီးတော့ခွမ်းမှာဘာလို့မထိုးလဲပေါ့လေအဲ့ကြောင့်နဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းပါတယ်တကယ်ကတော့နဗီယာဦးရှင်ပါဗျာရွှေကပတ်နဲ့လက်တကန်လိုရောက်နေတာဘယ်လိုလုပ်ပြီးတော့ထိုးဖြစ်မှာလဲဒါပေမဲ့မြန်မာကပြိသက်တွေအကြိုက်ပေါ့တချို့ page တွေအချောက်ချောက်ပြီးတော့ရေးကြတယ်အခုချိန်မှာဒေဝနဲ့ပေးတွေ့လိုက်ရင်အရာမောင်းကလည်းတူတယ်ဘလို့ဘလို့ဆိုရင်ပွဲဖြစ်သွားရင်ရမ်းကောင်းမှာပဲလို့ အဲ့ဒါကိုတချို့ပိတ်တရားလဲအဘလို့ထင်ပါသလဲဒေဝနဲ့နဗီနဲ့ထိုးမယ်ဆိုရင်တချို့ကလဲဒေဝရဲ့ page မှာ reply ပြန်ထားတဲ့အဝေးရှင်းမတူလို့ဘာတွေယူပြီးတော့ဒေဝကပွဲမထိုးတာဒါကြောင့်မှာပါညာဆိုပြီးတော့ like တွေ attention တွေ follow တွေရှာကြတယ်ဟုတ်ကဲ့ကျွန်တော်ပြောလိုက်ပါရင်ဗျအဲ့ဒါတွေအားလုံးကအကုန်မှားပါတယ်ဒေဝကဝမ်းကိုဝင်မထိုးတာကဘာကြောင့်လဲဆိုတော့နံပါတ်1ထိုင်းကသူ့ကိုပြုံခွင့်ပေးတာလို့ပါပဲ ဘာကြောင့်ပိတ်တယ်လဲရှေ့မှာသူစကားတွေကြုံထားခဲ့တယ်သူဟာမွေထိုင်းကနေမြန်မာလက်ဝဲကိုပြောင်းပြီးတော့ထိုးတာပါထိုးတဲ့အချိန်မှာသူကမြန်မာလက်ဝဲကိုအယမ်းဇန်းတင်လိုက်တယ်အမွန်းနေတင်လိုက်တယ်နောက်ဆုံးစကားတစ်လုံးကြုံသွားတယ်ဒီတိုက်ခိုက်ရေးပညာရပ်တွေထဲမှာမွေထိုင်းတဲ့မြန်မာလက်ဝဲကပုံပြီးအဆင်မြင်တယ်ပုံပြီးကောင်းပါတယ်ဆိုတာတွေကိုသူကသတင်းမီဒီယာတွေကဖော်ပြတဲ့အထိကို ဖြေကြားပစ်လိုက်တယ်။နိုင်ငံတကာ fight သတင်းမီဒီယာတွေကအဲ့သတင်းကိုခေါင်းစည်းတွေတင်ပြီးတော့တခဏတခဏဖော်ပြခဲ့ဘူးလေ။အဲ့သတင်းပါသွားပြီးတဲ့နောက်မှာပဲထိုင်းကသူ့ကိုပြည်ဝင်ခွင့်ပိတ်ချလိုက်တယ်။ဒီတော့ဗျာဝမ်ကိုသူ့ဘက်နဲ့ထိုးလို့ရတော့မှာလေ။သူ့ကိုဝမ်ကတဲပေးမယ်ဆိုကိုအမေရိကန်ပြောင်းစုမှာတဲပေးရမှာလား။ဒါမှမဟုတ်ကာတာကိုခေါ်သွားရမှာလား။ဒါမှမဟုတ်ဂျပန်လား။မရဘူးလေ။ဝမ်ပွဲကြီးတွေဝမ်ဖိုင်နယ်တွေမှာ ူဘလို့ဝင်ထိုးလို့မရသူသူတက်အဆင်မင်းတဲ့ fighter တွေတော့ one friday fight ကနေစပြီးထိုးနေရတာအများကြီးရှိတယ်ဒီတော့သူဒီစပြီးတော့1ကိုဝင် one friday fight ကပဲစရမှာပဲအဲ့မှာ၃ဘွဲလောက်ဇက်တိုက်သူအနိုင်ပြမှာပဲ1ကအမေရိကန်ဒေါ်လာသိန်းနဲ့စာချုပ်တွေပါတယ်ကန်လန်းပြီးတော့သူ့ကို one fight night တွေ one ပြိုင်ပွဲတွေဆွဲခေါ်မှာပေါ့အဲ့လိုနဲ့သွားရမှာလေတစင်းချင်းလိုက်သွားရမှာအဲ့မှာပိုဆိုးတာတစ်ချက်ရှိတယ်1ကိုသူဝင်ပြီးထိုးလိုက်ပြီဆိုတာ ਨੇ ဝမ်းကသူ့ကိုစားအောင်ရှုပ်ရင်ဗျာကစ်ဘောက်ဆန်နောက်တစ်ခုကမွေထိုင်းဒါပဲရှုပ်ပါလေအဲ့တော့သူဒီချိန်တုန်းကပြောထားတယ်မွေထိုင်းတဲ့အများကြီးအစင်မြင့်တယ်မြမလက်ဝေးမှာဘာညာဆိုပြီးသူလေးလေးအများကြီးကြီးထားတယ်ဒီတော့သူကမွေထိုင်းဆင်းထိုးရင်သွားပြီလေကိုထွေးရစရီကိုပြန်ကောက်ပြီးမြူရတယ်ဒီလိုပဲဖြစ်သွားပြီသူ့ကုံတိတ်ကသွားပြီထိုင်းမီဒီယာရလဲအကွက်ဆောင်ပြီးတော့သူ့ကိုပြန်နှိမ့်ပါပဲအရင်တော့ကမွေထိုင်းက မကောင်းပါဘူးမွေထိုင်းကအဆင်မပြေပါဘူးလို့ပြောတဲ့ fighter အခုတော့ဝမ်းမာလာပြီးတော့မွေထိုင်းထိုးနေရပြန်ညာဆိုသူ့ကုံတိတ်ကသွားပြီပြီးတော့ဒေဝကသူ့စိတ်ကြိုက်တန်ဘက်မျိုးနဲ့ပဲသူကထိုးကျင်တာပြောမှဆိုသူအသာစီးရတဲ့ fighter မျိုးနဲ့သူထိုးကျင်တာဗျသူအသာစီးမရတော့တဲ့လူမျိုးနဲ့သူမထိုးကျင်ဘူးဝမ်းကြအဲ့လိုမဟုတ်ဘူးလေသူ့ကိုစာအုပ်ချုပ်ပြီးပြီသူ့ကိုပွဲထိုးဝင်ပေးပြီဆိုတာနဲ့ဝမ်းဘက်ကကြိုက်တဲ့သူတို့စိတ်ကြိုက် fighter နဲ့ပွဲတယ်ပြီးမှာပြီးတော့ ဒီလောက်လေကြီးထားတဲ့ဒေဝကိုဗျာဝမ်းကလည်းပညာပွဲကိုတခွက်တော့ပြန်ပြမှာပေါ့တကယ်တမ်းပွဲတယ်ပြီးခဲ့တယ်ပြောမယ်သာပြောနေတာပါအဝေးကြီးတွေပါဘလုံးဝဖြစ်နိုင်မှာရှေ့ရတစ်ချက်ဆင်းနေတယ်ပြတ်ပါတယ်ထိုင်းကသူ့ကိုပြင်ခွင့်မပေးမထားတာပြီးတော့ဒေဝကထိုးကြီးအများကြီးလိုချင်တယ်ဘွယ်တဝဲကိုထိုးရင်သူအမျက်ထောက်မှာပွဲမျိုးသူကထိုးချင်တာဝမ်းကတော့သူ့ပုံစံတိုင်းမဲ့သူသွားမှာပဲထိုးကြီးဘလော့ နိုင်ရင် bonus ဘလောက်ဒါမျိုးဒါမျိုးတွေပဲသွားမှာအဲ့တော့သူ့အတွက်ဝမ်းပြိုင်ပွဲကြီးတွေဝမ်း final တွေကိုရောက်မှသာအနေထားတစ်ခုရနိုင်ပါလိမ့်မယ်ဒါတော့ရှေ့မှာသူရှုံးပွဲတွေကြုံခဲ့ရင်သူ့မပေးဘူးနော်အဲ့လောက်စင်တော့အဲ့တော့နဗီနဲ့ဒေဝဘာညာဆိုပြီးရေးနေတာတွေအားလုံးကတော့ like view ရနဲ့ attention share အထက်မပိုဘူးကြတကယ်ကအကြောင်းရင်းမှန်ကတော့ဒေဝ ဝမ်းကိုထိုးလို့မရပါ။ဘာကြောင့်လဲဆိုတော့ထိုင်းကသူ့ကိုပြည်ဝင်ခွင့်ပိတ်ထားပါတယ်။ဘာကြောင့်ပိတ်ထားပါသလဲ။သူကမွေထိုင်းတဲ့မြမလက်ဝေးကဘလို့ဘဲဝါဆိုပြီးတော့စကလုံးကြီးတွေပြောကြတဲ့ကထိုင်းဟာသူ့ကိုအမြင်မကြည့်တဲ့ပုံမှန်နဲ့ပြည်ဝင်ခွင့်ပိတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့သူကအဲ့လောက်အထိနှိမ့်ရှာပြောထားတဲ့မွေထိုင်းကိုသူပြန်ပြီးဆင်းထိုးရင်အဲ့ဒေဝအနေနဲ့ကိုထွေးထားရတဲ့စရီကိုပြန်ကောက်မြွာနဲ့အတူဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်ဒေဝဟာ ဝိုင်းချန်ပီယံရှစ်ကိုဝင်မထိုးတာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ